နေမောတည်တဲ့ရှာလကာရီထည့်ပြီးစိန်လန်ယုံနဲ့အရန်မိုက်တဲ့ရမကာတစ်ခုဖြစ်သွားနိုင်ပြီးလူတော်တော်များများရဲ့စိတ်ဒုက္ခတွေကိုဖြေရှင်းပေးလိုက်နိုင်ပါတယ်။အထူးသဖြင့်ညဆိုအိမ်မပြောဘဲမနက်ကြမထားနိုင်တဲ့သူတွေဆိုတေချာပေါင်း save လုပ်ထားရမယ်နော်။ပြားလိမ်မော်3ကီလိုကိုခုန်ခွာပြီးဖန်ပလင်းတတန်နဲ့ထည့်လိုက်ပါမယ်။အဲနောက်ကြီးပွေးနဲ့ကြည်အောင်ခြေလိုက်ပါမယ်။ပြီးရင်တော့တစေမုတ်ထည့်ပြီးတခြားကေး30ဂရမ်လေးထည့်လိုက်ပါမယ်။ဆက်ပြီးတော့နှောင့်အောင်ဝေပြီးတဲ့နောက်အဖုံဖုံပြီးတုံးရအချင်းဖောက်ပြီးထားလိုက်မယ်ဆိုရင်တော့အရင်နဲ့အဖက်တွေကတိတိတသာကွဲထွက်နေတာကိုတွေ့ရမှာပါ။ ။အဲနောက်အဖက်တွေကိုစကားနဲ့ဆက်ထုတ်ပြီးတတိဝိုင်တွေကိုပလင်းနဲ့၄ရက်ထက်အချင်းဖောက်ပြီးထားလိုက်ပါမယ်။ဒီလိုဖန်တီးထားတဲ့လေမော်ဝိုင်ကတောက်လို့ကောင်းပြီးမမူစီပဲချိုချိုလေးနဲ့အတိရနဲ့မွေးပြန်တဲ့အပြင်ဗီတာမင်တဲ့အပြည့်ဝပါဝင်နေလို့အတိဝိုင်မတောက်ဘူးတဲ့သူတွေဆိုရင်တော့တိချပေါက်စမ်းတောက်ချီနော်။ဖျဲသီးဝိုင်လို့ဖို့အတွက်ရေခဲတတတဲ့ထည့်ထားတဲ့ဖျဲသီးကိုဖိချေလိုက်ပါမယ်။ကြည်လီကောင်းလေးဖြစ်ပြီးအဲနောက်တကြားခဲနဲ့အသားတွေကိုတမအောင်လုပ်ပေးလိုက်ပါမယ်။ ြီးရင်တော့တဆေမုတ်တထုတ်ထဲပြီးနောက်တစ်ကြိမ်နှောင့်အောင်နေပြီးတဲ့နောက်ဖန်ပလင်းတတန်နဲ့ထဲပြီးတ냐အချင်းဖောက်ပေးလိုက်ရင်တော့အရင်နဲ့အဖက်တွေကတိတိတသာကွဲထွက်လာတာတွေ့ရမှာပါ။အဲချိန်လောက်ဆိုအဖက်တွေကိုစကားနဲ့စစ်ထုတ်ပြီးတတိဝိုင်းတွေကိုဖန်ပလင်းနဲ့နှစ်ရက်အချင်းဖောက်ထားလိုက်မယ်ဆိုရင်တော့လန်းဆန်းချိုမွေတဲ့အပြင်တောက်လို့ကောင်းပြီးမမူးစေတဲ့ဖျဲသီးဝိုင်းကိုရပါပြီ။ဒီလိုနီလန်နဲ့လန်းဆန်းချိုမွေတဲ့လေမော်သီးဝိုင်းတတိယနဲ့မွေပြန့်တဲ့စပြေဝိုင်းတောက်လို့ကောင်းပြီးလုံးဝမမူးစေတဲ့ငကမောက်သီးဝိုင်းတို့ကိုလည်းဖန်တီးလို့ရပါသေးတယ်။ အားလုံးကကြကြထားလေးပူတော့လို့ကောင်းလေးဖြစ်ပြီးကြကြထားလေးပူမွေးလေးဖြစ်တာမို့အိမ်မဆန်းလို့ကြည်လိုက်တော့နော်ကျဲဦးကိုဘီယာနဲ့စိန်လိုက်မယ်ဆိုရင်အံပွဲရလာကိုရရှိနိုင်ပါတယ်လူကြီးမင်းတို့မျက်စိမလွှဲနိုင်နဲ့နော်ဘီယာထဲမှာပါတဲ့အင်ဆိုင်တွေကကျဲဦးအခွန်ကိုပျော့သွားစေတာကြောင့်၁၀မိနစ်စိန်ပြီးတဲ့နောက်၆အောင်တုတ်ထားလိုက်ပါမယ်အဲ့ချိန်မှာပဲပကံလုံးနဲ့စားနေငယ်ထဲစံစည်ရီ90ဂရမ်ထဲဆေးဘဲဦးလုပ်တဲ့အမုတ်တထုပ်ထည့်ပြီးတူနဲ့နှံ့အောင်မွေးထားပေးလိုက်ပါမယ်။အနစ်ကနူးညံ့စေခဲ့တဲ့အနေထားရပြီဆို10မိနစ်အေးခံပြီးတော့ကြက်ဥကိုတုပ်ပေးလိုက်ပါမယ်။ အဲနောက်တ िश ူနဲ့ကြက်ဥကိုထုတ်ပြီးအနှစ်တွေကွာမကြအောင်ထုတ်ထားပေးလိုက်ပါမယ်။အဲနောက်ပလတ်စတစ်အိတ်တစ်လုံးနဲ့ထုတ်ထားတဲ့ကြက်ဥတွေထဲတခြားလေးချပြီးကဒင်အောင်မှာတပတ်နှက်ထားပေးလိုက်ပါမယ်။ပြီးတဲ့အခါအိတ်ကိုဖွင့်ပြီးတော့၃ရက်လေးတလက်ခံပြီးထားလိုက်ရင်တော့အံ့ဖွယ်မြင်ကွင်းကိုမြင်တွေ့ရမယ့်အချိန်ရောက်ပါပြီ။ရေတန်တန်နဲ့အပေါ်ရန်ကအမှုတ်တွေကိုတခြားစီကြော်ပြီးတဲ့နောက်ကြက်ဥအခွန်ကိုခွာလိုက်ရင်တော့မွေပြန့်တုံဤပြီးဂဲရီထုံနေမှာပါပဲပြုလုပ်ထားတဲ့ဆေးဘေးဥကိုရပါပြီ။စားလိုက်ရင်မခါမထုံမဲအရန်ကိုမှစားလို့ကောင်းတာမို့လူကြီးမင်းတို့လည်းအမြန်လိုက်လို့စားကြည့်လိုက်တော့နော်။ စပြည်တီကိုအိုရဲထည့်ပေါင်းလိုက်ရုံနဲ့ကြီးမားတဲ့အတုံးဝင်မှုရှိတယ်ဆိုတာကိုတော်တော်များများကမသိကြပါဘူး။ဒါကတော့အဖိုးတယောက်ပြောပြတဲ့နီလန်မဲဖြစ်ပါတယ်။အထူးသဖြင့်ညာဘက်နေနေချက်ချိုက်မအိပ်ပြောပဲလန့်လန့်နိုးနေတတ်တဲ့လူကြီးသူမတွေရှိရင်တော့တေချာကြည့်ထားနော်။စပြည်တီ3ကီလိုကို7မိနစ်ထည့်ပေါင်းပြီးပိုးသက်ထားလိုက်ပါမယ်။အေးခံပြီးတဲ့နောက်ဖန်ပလင်းတတ်တန်နဲ့ထည့်ပြီးကြီးပွေနဲ့အားကုန်သုံးပြီးတော့စပြည်တီတွေကြေအောင်ထုချေပေးလိုက်ပါမယ်။ဒီအစ်စင်မှာအပြင်းမကြီးမိဖို့တော့သတိပြုရပါမယ်။စပြည်တီတွေကိုလုံးဝကြေပြီးအရေးတွေထွက်လာအောင်ထုချေပေးရပါမယ်။ ။စပည့်သီး3ကီလိုအတွက်တဆေမုတ်တထုပ်ထည့်ရင်တော့လုံလောက်ပါတယ်။ဒါထည့်တာကဝိုင်းကိုအရသာကောင်းစီတဲ့အဓိကအချက်ဖြစ်ပါတယ်။ပြီးရင်တော့တကြားကဲ150ဂရမ်ထည့်ပြီးအချင်းတက်ရောက်အောင်လုပ်ပေးလိုက်ပါမယ်။အဲ့နောက်ဖုံဖုံပြီးနှွေးထွေးတဲ့နေရာမှာအချင်းဖောက်ပြီးထားလိုက်ပါမယ်။၃ရက်ကြာပြီးတဲ့နောက်မှာတော့အရင်နဲ့အဖက်တွေကတိတိတသားကွဲထွက်နေတာကိုတွေ့ရမှာပါ။အဖုံးဖွင့်လိုက်တာနဲ့ဝိုင်းရဲ့မွေရနံနဲ့တတိယရနံတို့ကရောတော်နေပြီးလူကိုရစ်မှုစေနိုင်ပါလေ။အဲအချိန်မှာတော့ဝိုင်းတွေကိုစကားနဲ့စီယူပြီးဖန်ပလင်းနဲ့၄ရက်လောက်ထက်အချိန်ဖောက်ထားလိုက်ရင်တော့ပူကြည်လင်ပြီးပိုးမွေးပြန့်စေနိုင်ပါလေ။ ဒါဆိုရင်တော့အရက်ပမာဏနဲ့ပြီးတတိယနဲ့မွေပြန်နေတဲ့စပြေးဝိုင်ကိုရပါပြီ။ဗီတာမင်နဲ့သဘာဝတွင်ထွက်တတ်တဲ့အပြည့်အဝပါဝင်တာမို့ညာတိုင်းမအိတ်ခင်တစ်ခွက်လောက်တောင်းမယ်ဆိုရင်တော့လူကြီးမင်းတို့လုံးဝမထင်မှတ်ထားတဲ့အကျိုးရလဒ်ရစေမှာပါ။ဒီနီလန်းကိုလှုပ်တက်သွားပြီဆိုရင်တော့လူကြီးမင်းတို့ကြိုင်တဲ့တတ်တဲ့ဘလို့တတိယဝိုင်ကိုမစိုးကြိုချက်တက်သွားမှာဖြစ်ပြီးတမျိုးချင်းစီကအာဟာရပြည့်ဝတောက်လို့လဲကောင်းတာမို့အိမ်မှာအမြန်လိုက်လို့ကြည်လိုက်တော့နော်။ပန်ဒီကိုဦးရဲထဲကြိုလိုက်ရုံနဲ့ကြီးမားတဲ့အကျိုးရလဒ်ရှိနေနေနေဆိုတာကိုလူ၁၀ယောက်မှ၉ယောက်လောက်ကမသိကြဘူး။ ဒါကိုသာလုံးတက်သွားရင်မိသားစုတော်တော်များများရဲ့ဆေးရှုံးနေရတဲ့ကိစ္စကိုဖြေရှင်းနိုင်သွားမှာပါဒါကအသက်၃၀နှစ်ရှိပြီဖြစ်တဲ့အဖွားတယောက်ပြောပြတဲ့နီလန်ဖြစ်ပါတယ်ပန်းဒီကုန်တွေကိုမိနစ်၃၀ကြိုပြီးရင်အေးအေးခံပြီးအတင့်သုံးဖို့ဖယ်ထားလိုက်ပါမယ်ပန်းဒီအသာ၃ကီလိုကိုပြင်ဆင်ပြီးအတုံးလေးတွေဖြေအောင်လှိထားလိုက်ပါမယ်ဥရိုင်းကိုဖယ်ထုတ်ပြဖို့တော့တတိပြုရပါမယ်အဲနောက်ဖမ်ပလင်းတက်တန်နဲ့ထည့်ပြီးရင်းရွေးတဲ့ပိုးတက်ထားတဲ့ကြီးပွေးနဲ့ပန်းဒီတွေကြေအောင်ထူးချေပြလိုက်ပါမယ်ဒါမှမဟုတ်ဂျိတ်ဆန်နဲ့ဒီဗီဒီယိုတွေကနေထိုင်ရအောင်ချိန်ပေးလိုက်ရင်လည်းရပါတယ် အဲနောက်အေးအေးခံထားတဲ့ပန်တီကုန်ကြိုရီတွေလောင်းထည့်ပြီးတစ်စေးတစ်ထုပ်လေးထည့်လိုက်ပါမယ်။သူ့ကိုသုံးပြီးအချင်းဖောက်မယ်ဆိုရင်တော့ပို့အချိန်မမြန်အချင်းဖောက်နိုင်ပါတယ်။နှာအောင်မွေးပြီးတဲ့နောက်အဖုံဖုံပြီးသုံးရက်လောက်အချင်းဖောက်ထားလိုက်မယ်ဆိုရင်တော့အရင်နဲ့အဖက်ကဗီဒီယိုတွေကလိုတိတိတသာကွဲထွက်နေတာတွေ့ရမှာပါ။အဖုံးဖွင့်တာနဲ့တတိယမွေရနေနဲ့ရောစမ်းနေတဲ့ဝိုင်ရရနံကနှာပြားကိုလာရိုက်ခတ်ပြီးအဲ့ဒီအချိန်မှာတော့ဝိုင်တွေကိုစကားနဲ့စီယူပြီးပလင်းနဲ့လေးရက်လောက်အချင်းဖောက်ထားလိုက်ရင်ဝိုင်ကိုပူကြည်လင်းလာနိုင်စေပါတယ်။ဒါဆိုရင်တော့လွယ်ကူရိုးရှင်းစွာနဲ့ဗီတာမင်အပြည့်အဝပါဝင်တဲ့တတိယဝိုင်ကိုဖန်တီးနိုင်ပါပြီ။ အရက်ပမာဏနဲ့ပြီးဂရင်းရှင်းလန်းဆန်းစီလို့တနေ့ကိုတစ်ခွက်လောက်တောင်းမယ်ဆိုရင်တော့တလားပြည်တာနဲ့ထူးခြားတဲ့အကျိုးရလဒ်ကိုရရှိစေမှာပါဒီနီလန်းကိုသုံးပြီးအာဟာရပြည့်ဝတဲ့ grapefruit wine ဗီတာမင် C အပြည့်ပါဝင်တဲ့ kiwi wine အစာရှိတဲ့တည်တည်ဝိုင်မျိုးမျိုးကိုဖန်တီးနိုင်ပါသေးတယ်တမျိုးစီတိုင်းကတောက်လို့ကောင်းပြီးမမှုစေပဲကြကြလေးထားလေမွေးလေးဖြစ်ပြီးကြကြထားလေပိုတော့လို့ကောင်းလေးဖြစ်စီမှာမလို့အိမ်မာလိုက်လို့ကြည်လိုက်တော့နော်